ဘုရားဘာသာဖြစ်ရင်အ ਨੇ ဆုံးအဲ့ဒီကံကံရေးကျိုးယုံကြည်လက်ခံတဲ့ပုဂ္ဂိုလ်ဖြစ်ရင်ကံကံရေးကျိုးယုံကြည်လက်ခံတဲ့ပုဂ္ဂိုလ်မှရှေ့ကိုဆက်သွားလို့ရကံကံရေးကျိုးကိုညှင်းပယ်လိုက်တာနဲ့တပြိုင်နက်မြတ်စွာဘုရားဟောတဲ့ဆုံးမတရားတော်တွေနဲ့တွေးဖြီးသွားပြီသူကနော်တွေးဖြီးသွားကဲစဉ်းစားကြည့်အောင်ကံကံရေးကျိုးကိုလက်ခံသူနဲ့လက်မခံသူ ဒီနှစ်ယောက်ပဲကြည့်လက်ခံသူကဘလို့စဉ်းစားလက်မခံသူကဘလို့စဉ်းစားမလဲလက်မခံသူစဉ်းစားပုံလေးကိုကြည့်ကိုယ့်ဟာကိုယ်လည်းစဉ်းစားကြည့်ပေါ့အာကံကံရေးကြိုးလက်မခံဘူးဆိုရင်ဘလို့လုံးလဲအေးကောင်းတာလုံးလဲကောင်းကျိုးမရပါဘူးမကောင်းတာလုံးလဲမကောင်းတဲ့ကျိုးမရပါဘူးဒါရီကအပူပဲကိုလိုချင်တာလုံးမယ်ဆိုတဲ့လူတယောက်ဟာ ကိုလှုပ်ခြင်းတာလို့ဆိုကြတယ်ကောင်းတာလှုပ်ခြင်းတာနည်းတယ်မကောင်းတာလှုပ်ခြင်းတာများအဲ့ဒီပုဂ္ဂိုလ်ရဲ့ဘဝကိုကြည့်လိုက်မယ်ဆိုရင်အကောင်းဘက်သွားမလားအဆိုးဘက်သွားမလားအေးကံကံဤကျိုးလက်မခံဘူးဆိုကြတယ်အဆိုးဘက်ရောက်သွားတယ်လမ်းကြောင်းပေါ်ရောက်ဖို့မရှိတော့ဘူးသူကလက်မမခံတော့ကောင်းတာလှုပ်ဖို့မစဉ်းစားတော့အေးကံကံဤကျိုးယုံကြည်လက်ခံတဲ့ ကမ္မတက္ကတသမဋ္ဌိဋ္ဌိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ကြတော့စဉ်းစားတယ်မကောင်းတာလို့ရင်ဆင်းရဲဒုက္ခရလိမ့်မယ်ကောင်းတာလို့မှကောင်းကျိုးချမ်းသာရတယ်လို့ဘုရားကဟောထားတယ်အေးကောင်းကျိုးဆိုးပြစ်စွာရှိတယ်ငါကဆင်းရဲဒုက္ခကိုကြောက်တယ်ကောင်းကျိုးချမ်းသာရခြင်းနဲ့ဆိုဆင်းရဲဒုက္ခကိုရစေတတ်တဲ့အကုသိုလ်တွေကိုရှောင်ပြီးတော့ ချမ်းသာဒုက္ခကိုရရှိနိုင်တဲ့ကုသကောင်မှုတွေလုံးမပဲဆိုပြီးဟောကောင်းတဲ့အလုပ်တွေလုံးမလာပေဘူးလားတော့ဘုရားပဒဝင်သူတော်ရှင်นี่စဉ်းစားကြည့်ကုသကောင်မှုတွေလုံးနေကြတာဟာအ ਨੇ ဆုံးနောင်မောချမ်းသာဖို့လူတွေပြောလို့ရှိတယ်တို့မရှိလို့မလူမလူလို့မရှိဒီတန်တရားကထွက်နေမှာမဟုတ်ဘူးရှိတာလေးတော့လှူမှာပဲဆိုရအတွေးလေးတွေဝင်လာ ကုသကောင်းမှုတော့လုံးမှာပဲကုသကောင်းမှုမလုံးရင်တန်တရားမှာလူဘဝနှိမ့်ချသွားလိမ့်မယ်ကုသတော့လုံးမှာပဲဒါယုံကြည်တာပဲလေအဲ့လိုယုံကြည်လို့ကောင်းတဲ့အလုပ်တွေဟာလုပ်ဖြစ်သွားတာအဲ့တော့ရလတ်အနေနဲ့ကြည့်မကောင်းဘူးလားလမ်းကြောင်းပွင့်သွားတယ်လို့ပြောအဲ့လိုမဟုတ်ဘဲနဲ့ငါတို့ဟာဖရာသခင်ကဖန်ဆင်းလို့ ဖရာသခင်ရဲ့အလိုတော်ချပဲလို့ဆိုတဲ့ပုဂ္ဂိုလ်ဟာလည်းပဲကောင်းတဲ့လုပ်ဖို့စဉ်းစားမှမဟုတ်တော့ဘူးเนาะဘာဖြစ်လို့တော့ဆိုရင်သူ့ကိုဆုံးဖြတ်ပေးနေတာကိုလုပ်တဲ့အလုပ်ကဆုံးဖြတ်ပေးတာမဟုတ်ပဲねဖရာသခင်ကဆုံးဖြတ်ပေးတာဖရာသခင်ကိုပဲထိုင်ရှိခိုးနေဖို့ဆုတောင်းနေဖို့ blessing ပေးပါလို့ဒါပဲရှိတော့မှာပေါ့เนาะ ကိုယ်ကိုယ်တိုင်လှုပ်သိမ့်လှုပ်ထိုက်တာကိုမလှုပ်ကြတော့အဲ့တော့ဒါကြောင့်မို့လို့ဘုရားဘာသာဖြစ်ဖို့ရာကံကံဟိကျိုးလက်ခံသိမြင်နဲ့ကမ္မတက္ကတာသမဒိဋ္ဌိညာရှိရမယ်လို့ပြောအဲ့ဒါမရှိရင်ဒူတော်လူကောင်းကိုမဖြစ်နိုင်ဘူးနော်ကံကံဟိကျိုးယုံကြည်လက်ခံမှလူတော်လူကောင်းဖြစ်တယ်လို့သူမှတ်သားကြနော်